ဒါမန်လေးစတိုင်နိုင်တော့ဖြစ်ပါတယ်။အင်းရှင်းမယ်အလုံးမင်္ဂလာပါ Total Let's Go Flow ကနေပြန်လေးကြိုးပါရရ။ဒီနေ့တော့ကျွန်တော်အလုံးမရှိဘူးဆိုတော့ကျွန်တော်အိမ်မှာနားနေရဖြစ်နေတယ်ကျွန်တော်အားလေးလောက်စားပြလေဆိုတော့ကျွန်တော်နန်းကြီးတုတ်လောက်စားမှဖြစ်ပါတယ်။မန်လေးနန်းကြီးတုတ်ဖြစ်ပါတယ်။အဲ့အတွက်ကိုကျွန်တော်ကဟိုဒါကြက်သားပေါ့နော်။ကြက်သားလေးတွေအနေငယ်ဒါစာစမင်း ဆုံးမနေထားပါလေ။ဒါကတော့ချင်းစက်တုံချစက်တန်ကြီးအစိမ့်မှုထောင်းထားဖြစ်ပါတယ်။အဲနိုင်ငံเจ้าမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ ready made ထုတ်လေးပေါ့နော်။ပြည်ထဲမှာထုတ်ခဲ့တာ ready made နိုင်ငံတုတ်နန်းကြီးပတ်ထုတ်လေးပေါ့။ဒီမှာအဲ့ဒါဝယ်ထားတထုပ်ကို800တထောင်ရှိပါတယ်။အဲ့ဒါလေးနဲ့ကျွန်တော်တုတ်ကြတော့မှာဖြစ်ပါလိမ့်ဗျာ။ဘလောတဲ့ကျွန်တော်တို့စက်သားလေးတွေအရင်ချက်လိုက်အောင်နော်။ဘလို့ချက်မလဲဘလို့တုတ်မလဲဆိုတာကိုကျွန်တော်နဲ့တူရှင်းဆက်သွားကြည့်အောင်။ Let's go ။ ဒါကတော့နိုင်ကြီးတုံးနဲ့စားဖို့အတွက်ကျွန်တော်ကတော့ဒါဟင်းဂျိုလေးလောက်ထား ဖြစ်ပါတယ်ဟင်းဂျိုကတော့ကျွန်တော်ကြက်လေချောင်းယိုးလေးနဲ့အတောင်ပိုင်းယိုးလေးတွေကိုကျွန်တော်လုပ်มาဖြစ်ပါတယ်ဒါကိုကျွန်တော်ကတော့စုံတန်လေးနဲ့ကျွန်တော်ဟင်းဂျိုလောက်စားมาဖြစ်ပါတယ်ဗျဒါစုံတန်နဲ့လုပ်ပါမယ်ကြက်သားကိုစီတက်ပြီးတော့အခုလိုမျိုးလေးကျွန်တော်တို့ချက်လိုက်မယ်ကြက်သားကိုကျွန်တော်တို့အရေးများများလေးနဲ့ချက်မယ်ဗျမန်းလေးနိုင်ကြီးတုံးကအရေးများများနဲ့တုံးပြီးတော့ချက်တာဖြစ်တဲ့အတွက်ကျွန်တော်အဲ့လိုမျိုးချက်ထားပါတယ်โอเคအခုဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့ချက်နေတဲ့ကြက်သားလေးရရှိသွားပြီဖြစ်ပါတယ် ဒါကတော့ကျွန်တော်တို့စုံတန်ဟင်းဂျိုဖြစ်ပါတယ်ဗျဟင်းဂျိုအိုးလေးကလည်းရနေဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့မုံပတ်လေးတွေကိုပြုတ်လိုက်ရအောင်မုံပတ်လေးပြုတ်ပြီးရင်ကျွန်တော်တို့တုံမယ်နော်ဒါတော့စောစောပြုတ်ထားတဲ့နန်ဂျီမုံပတ်ဖြစ်ပါတယ်အေးနန်ဂျီမုံပတ်ကိုကျွန်တော်တို့စတော့မယ်ကျွန်တော်တို့ပဲကြမုံထည့်မယ်ဗျာပဲကြမုံကိုအရင်ထည့်လိုက်မယ်ပဲကြမုံလေးကိုထည့်ပြီးပြီဆိုရင်တော့ကျွန်တော်တို့အသားမုံထည့်ပါမယ်ဗျာကျွန်တော်တို့အချိုးမုံမသုံးပါဘူးအသားမုံထည့်မယ်ပြီးရင်စားနိုင်ငယ်ထည့်မယ် စားနေငယ်ထည့်မယ်စားနေငယ်ထည့်ပြီးရင်တော့ကျွန်တော်တို့နန်းနံပင်လေးကိုညှက်ထည့်လိုက်ပြီဗျာနန်းနံပင်လေးကိုကျွန်တော်တို့ညှက်ထည့်လိုက်မယ်ပြီးရင်နန်းထည့်ပြီးရင်တော့ကျွန်တော်စီချက်အနေငယ်ထည့်မယ်ဗျာစီချက်ကတော့နည်းနည်းပဲသုံးပါဖြစ်ပါတယ်ကျွန်တော်ကစသားကိုအရေးကြီးကြီးလေးနဲ့ချက်ထားတာဖြစ်တဲ့အတွက်ကြောင့်ပါအဲ့ဒါပြီးရင်တော့ကျွန်တော်စသားရည်တွေလောင်းထည့်လိုက်မယ်ဗျာစသားချက်ထားတဲ့ဟာတွေကိုအကုန်လုံးလောင်းထည့်လိုက်မယ်ဒါတော့ကြက်သားချက်ထားတဲ့ဟာဖြစ်ပါတယ်နော်အရေးကြီးကြီးလေးနဲ့ကျွန်တော်တို့ကတုံမှာဖြစ်ပါတယ်ဒါတော့မန်လေးစတိုင်နန်းကြီးတို့ဖြစ်ပါတယ်ဗျအဲ့ဒါကိုတုံမှာဖြစ်ပါတယ် ခုလိုမျိုးကြက်သားတွေကိုထည့်ပြီးဆိုရင်တော့ကျွန်တော်တို့အရသာတွေနှမ်းသွားအောင်ကျွန်တော်တို့မှွေလိုက်မယ်နေလိုက်မယ်ဗျာကျွန်တော်တို့အဲ့လိုမျိုးလေးနေလိုက်မယ်အရသာတွေအကုန်လုံးနှမ်းသွားအောင်နေလိုက်မယ်ဗျာဟုတ်ကဲ့ခုလိုမျိုးလေးကျွန်တော်တို့အရသာတွေနှမ်းအောင်နေပြန်ကျွန်တော်တို့ဒါတော့ယူရီးယားနေလာတဲ့ကျွန်တော်တို့ငရုတ်သီးလော်မုံပေါ့နော်ငရုတ်သီးလော်မုံကိုအကျမုံကိုနည်းနည်းထည့်ပြီးတော့နေလိုက်မယ်ထပ်ပြီးတော့အရသာတွေနှမ်းသွားအောင်နေလိုက်မယ်နော်ကျွန်တော်တို့နိုင်သုတ်လေးနေလို့မှွေလို့ပြပါပြီ။တော့ရဲ့နန်းကြီးတို့လေးရတော့ပါပြီ။ကျွန်မရဲ့အတူစားကြမယ်။ 何時どうしばれ。マンリースタイ、何時どう。<S S